ကဲဆက်လက်ပြီးတော့ကြာတာပရိသတ်သမီးတွေတပတ်တာကံကြမ္မာကိုလမ်းညွန်ဟောကြားသွားမှာဖြစ်တဲ့အတွက်16ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေ22ရက်နိုဝင်ဘာလ2025စနေနေ့ထိတပတ်တာကာလအတွင်းကြာတာပရိသတ်သမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင်ကဲကြာတာပရိသတ်သမီးမိတ်ဆွေများအနေနဲ့ပျက်စီးဆုံးရှုံးမှုတွေ စိတ်ညစ်စရာတွေရုတ်တရက်ဆိုသလိုဝင်လာတတ်တယ်။ပုံမှန်ပကတိအေးဆေးနေတဲ့အခြေအနေမျိုးမဟုတ်တော့ဘဲနဲ့ပျက်စီးဆုံးရုံမှုတွေထိခိုက်နစ်နာမှုတွေအပူပန်သောကတွေစိတ်ညစ်ရတာမျိုးတွေကြုံရတတ်တယ်။ယင်းနှခင်မင်းတဲ့သူတွေချစ်ခင်သူတွေနဲ့သူတွေတောင်မှလမ်းခွဲရတာစကားပြောရတာမျိုးတွေဖြစ်တတ်တယ်ပေါ့။အဲ့တော့လက်ရှိကိုမှရှိနေတဲ့ဟာတွေဆုံးရှုံးနေတာမျိုးတွေဖြစ်နိုင်တယ်။အလောက်ကန်စီဝိုင်းနဲ့ပတ်တန်လုပ်ငန်းကြံစီတွေပြတ်တတ်တယ်။အဆအဆအရာရာသတိကြီးဖို့လိုပါတယ်။ငွေကြေးအရာတော့ငွေကြေးနဲ့ပတ်သက်ရင်တော့ငွေကြေး အဲ့လားယုတ်တရဆိုသလိုငွေအထောက်ပံ့ရတာငွေကြေးကန်ကောင်းတာကိုကြံစီတဲ့ငွေကြေးအကြံစီလေးတွေဖြစ်တာမျိုးတွေယုတ်တရဆိုသလိုအခိုက်အတန့်ဖြစ်ပေါ်မယ်အချိန်တော်မြစ်တိုင်းနဲ့ပတ်သက်လာရင်တော့စကားပြောရများတာအမြင်မတူတာမျိုးတွေဖြစ်လာမယ်ပညာဆိုင်အင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေဖြေဆိုမယ်လောက်ကင်မယ်ဆိုရင်အောင်မြင်မယ်ရဲရဲဝင်းလောက်ပါအရေးကြီးတဲ့စကားတွေပြောဖို့ရှိတယ်အရေးကြီးတဲ့ခရီးတွေထွက်ဖို့ရှိတယ်လောက်ဖို့ရှိတယ်ဆိုရင်လောက်ပါအရေးကြီးစကားတွေခရီးကိစ္စတွေအောင်မြင်မှာဖြစ်တယ်ကျမ်းမာရေးအတွက်တော့ပူစရာမလိုဘူး ကျမကြီး common နဲ့ပေါ့နော်အဲ့တော့ဒီတစ်ပတ်မှာနည်းနည်းလေးနည်းနည်းလေးကျွန်တော်တို့ကံညမ်းတဲ့နေရာမှာပါတယ်ရုတ်တရက်ဆိုသလိုမမျော်လင့်တာတွေထဖြစ်တတ်တယ်ကုမလို့ကျင်တာတွေထပြီးတော့ဖြစ်တတ်တယ်အစီအစဉ်မကြတာတွေထဖြစ်သွားတတ်တယ်အဲ့တော့ရေရာလိုအပ်မယ့်အလုပ်ထားပါအဲ့တော့ရေရာအနေနဲ့မလုပ်မလဲဆိုရင်တော့ဟလာအကြက်တဲရောက်နေတဲ့သူတွေဒုက္ခတကယ်တွေ့နေတဲ့သူတွေငွေတို့အဲ့ဒါစားတော့စရာတို့တတ်နိုင်တဲ့လောက်ထောက်ပံ့တာစွန့်ကြဲတာမျိုးတွေလောက်ရမှာဖြစ်ပါတယ်အဲဒါမှသာလျှင် အဆင်ပြေမှာဖြစ်ပါတယ်ကြာသာပရိသတ်သမီးမိတ်ဆွေများအတွက်ကန်တရားအလျောက်အဆင်ပြေလာမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကန်ကောလက်ရှင်အချိုးပေးကဏ္ဍဒီကိုးကဏ္ဍအချိုးပေးတဲ့အကြောင်းမှာအနက်ရောင်ဖြစ်ပါတယ်ကြာသာပရိသတ်သမီးတွေအတွက်ပါ